လေးစားဆိုတာပါလဲဘယ်လိုလုပ်လို့တာလဲပါရီလုပ်နိုင်မလဲ Okay ကျွန်တော်မန်းဆော်ပဲဖြစ်ပါတယ်ဒီဗီဒီယိုမှာလေးစားရဲ့အကြောင်းနဲ့ဗီဇာဆက်ရဲ့အတော်လို့ပုံတွေကိုကျွန်တော်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်လေးစားဆိုတာအတူရောခေါ်တာပါသူ့ရဲ့နာမည်အရှိရှိပါတယ် light amplification by simulated emission or radiation ဆိုရဲအတူောက်ပါနင်းနေတော့စားရတယ်အဲ့တော့လေးစားဆိုတာတော့ရှင်းပါတယ်သူကအလင်းပါတယ် ဒါပေမဲ့ကျွန်တော်တို့မျိုးလုံးနဲ့ညီနေရတဲ့တာမန်အလင်းတွေနဲ့တော့မတူဘူးเนาะဘလို့မတူရလဲဆိုတော့သူက attendly molecule တွေကိုစွမ်းရင်တစ်ခုပေးပြီးတော့မှလှုံ့ဆော်မှုတုန်ခံမှုနဲ့ထွက်လာတဲ့အလင်းနဲ့ပဲဖြစ်ပါတယ်အဲ့ဒီအလင်းနဲ့လေးတွေကို amplification လို့ခေါ်တဲ့အမှန်ဘလူးတွေနဲ့ကျွန်တော်တို့ချိန်ကားလိုက်တဲ့အခါမှာလေးစားဆိုတဲ့အလင်းနိုင်တစ်ခုဖြစ်လာတာပါပဲနည်းနည်းလေးတော့ထူးဆန်းလာတယ် တော့လေးစားကိုမျိုးစားဖွဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့နေပြည်တော်ရှိတဲ့မျိုးစားတွေက၃ခုကိုကျွန်တော်ဆွဲထုတ်ပြနံပါတ်၁က CO2 လေးစားပြီးရင်တော့ Dio လေးစားပြီးရင်တော့ Fiber လေးစားပဲဖြစ်ပါတယ်အဲ့တော့ CO2 လေးစားမှာဆိုလို့ရှိရင်တော့ပြောကြရင်နည်းနည်းပါလာတယ်သူကကျတော့ CO2 ဆိုတဲ့ Carbon Dioxide ဓာတ်ငွေ့ကို power ပေးလိုက်တဲ့အခါမှာပြုတ်ဝဲလာတဲ့ molecule တွေကဟန်ဂျုံနေရနေပြီးတော့အစုလိုက်ပုံလိုက်ထွက်လာတဲ့အတွက်ကြောင့်သူကဆိုင်းရရလဲပူရှိတယ်လို့ပါဝါလဲပူပြင်းပါတယ် အဲ့ဒီတကြောင်သူ့ကို cutting machine တွေမှာအဓိကအသုံးပြုပါတယ်။ပြီးတော့ diode laser ပါ။ diode laser တော့ကျွန်တော်ရှေ့မှာ video လေးမှာတော့အများကြီးပြောခုရယ်။ electronic component တွေဖြစ်တဲ့ diode ကနေပြီးတော့ထထတဲ့ laser ပါ။သူက power စွမ်းရည်အားဖြင့်လည်းပြီးရောဈေးလက်တတ်ပါတယ်။တော်လေးကိုတတ်တာ။ဆိုတော့ကျွန်တော်ပြောပြနေတဲ့ Ascar Fan လို့ H2 လို့ Atom Star Group ဆိုတဲ့ brand တွေကဒီ diode laser မျိုးစားတွေကိုတုံးပြီးရောထုတ်တယ်။ ဒိုင်အိုလေးဇာဆက်တွေပဲဖြစ်ပါတယ်နောက်တစ်ခုတော့ fiber laser ပဲဖြစ်ပါတယ် fiber laser ကဘယ်လိုလုပ်ရလဲဆိုတော့ fiber ကျိုးမြင်နေမှာ laser လှိုင်းတွေကိုထည့်ပြီးတော့မှ carry လုပ်ပြီးတော့ပြန်ပြီးထုတ်သုံးတယ်ဒီပဲဖြစ်ပါတယ်သူက performance လည်းအရင်ကောင်းတယ်လို့ power လည်းအရင်ကြီးပါတယ်အဲ့တို့ကြောင့်သူ့ကို cutting ni weaving machine ကြီးတခြား marking machine ကြီးမှာလည်းဒီကတော့ပြီးပါတယ်အဲ့တော့အဲ့ဒီ laser တွေကို machine တစ်ခုလုံးလိုက်တဲ့အခါမှာကျွန်တော်က laser machine ဆိုပြီးတော့ဖြစ်လာတယ် အဲ့တော့မှလေဇာ engraving machine ရှိတယ်လေဇာ cutting machine ရှိတယ် cutting machine ဆိုလို့ရှိရင်ကျွန်တော်ဖွတ်တက်တောက်တဲ့စက်တွေမှာတုံးတယ်ပြီးရင် engraving ဆိုလို့ရှိရင်ကျွန်တော်ပုံထွင်းတဲ့နေရာတွေမှာတုံးတယ်အဲ့တော့ machine တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်လေဇာကိုကျွန်တော်တို့က control နှစ်ပိုင်းနဲ့လုပ်လို့နည်းနည်းလေးတော့နည်းနည်းလာအပိုင်းနှစ်ပိုင်းနဲ့ဘယ်လိုလုပ်ရလဲဆိုတော့ပထမတစ်ပိုင်းက speed ပါဒုတိယတစ်ပိုင်းကတော့ power ပါကျွန်တော်တို့က speed နဲ့ power ကိုကစားနိုင်လို့ရှိရင်စက်တွေကို control လုပ်နိုင်တော့ဖြစ်ပါတယ်ကျွန်တော်တို့တုံးနေတဲ့အိမ်သုံး wifi နေက ပိုင်ပါဂျိုးတွေကလေးစာတွေနဲ့ကျွန်တော်တို့ carry လုပ်ထားတဲ့ data တွေကိုသုံးတာ။ဒါကြောင့်ကျွန်တော်ကောင်တာမှငွေရှင်းရတဲ့အခါမှာ QR ဖတ်တာတွေကအစလေးစာနည်းပညာတွေနဲ့သုံးထားတာပါ။ပြီးရင်တော့ကျွန်တော်တို့လူမျိုးတရားဝင်သမားတွေကတော့ပို့ပြီးတော့သုံးဝင်ပါသေးတယ်။အဲ့တော့လေးစာဆိုတာမီးလောင်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့ baking ဖို့တော့သူပြီးဆိုင်ရမယ်။ဒီနေ့မျက်စိနဲ့တိုင်ရိုက်ကြည့်လို့မရပါဘူး။တကယ်လို့ကျွန်တော်တို့ကဒေစာကိုကြည့်ဖို့လိုရမယ်ဆိုရင်တော့ safety glass တွေအသုံးဖို့လိုပါတယ်။အဲ့တော့ video ကိုဆုံးအထိကြည့်မိတဲ့အကြောင်းအားလုံးကိုကျေးဇူးတင်ပါတယ်။ဒေစာနဲ့ပတ်သက်တဲ့ဒီပညာတွေလည်းနည်းငယ်ရသမယ်လို့ကျေးဇူးပြုလိုက်ပါတယ်။ နောက်ထပ်စီးဝင်စာရကောင်းတဲ့ဒီပညာရဲ့အကျွဲ video ကို like and subscribe လေးလုပ်တော့ဖို့နဲ့အောက်ဆုံးပါရင်